မြန်မာနိုင်ငံကငလီကူညီကေဆေးရဲ့အတွက်ယူရိုစေတန်းထက်ပြီးထောက်ပံ့မည်လို့ဥရောပသမဂ္ဂကဧပြီလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ဥရောပသမဂ္ဂဟာမတ်လ29ရက်နေ့ကကူညီကေဆေးရဲ့အတွက်ယူရို1.5တန်းထောက်ပံ့မည်လို့ကြေညာခဲ့တယ်လို့ဧပြီလ9ရက်နေ့ကလေအပြည်ပြည်ဆိုင်ရာကြက်ရှည်နေနဲ့လာချန်းဒီအသင်းများဖက်ဒရေးရှင်း IFRC ကနေတဆင့်ယူရို9တန်းကူညီခဲ့သေးပါတယ်။ ဒါကြောင့်ဥရောပသမဂ္ဂကမြန်မာငလျင်ဘေးအတွက်ယူရို73တန်းထောက်ပံ့ကူညီထားပြီလို့ဧပြီလ9ရက်နေ့ကထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါရယ်။ဒါအပြင်မြန်မာငလျင် KCA မှာလူသားချင်းစာနာမှုအကူအညီပေးအဖွဲ့တွေဘေးကင်းလုံခြုံစွာနဲ့ကံတမ်းမှုမရှိ ဝင်ရောက်နိုင်ရေးကိုအာမခံချက်ပေးဖို့လေဥရောပသမဂ္ဂကတောင်းဆိုထားပါရှင်။